အားလုံးပဲမင်္ဂလာပါစေချမ်းသာခြင်းကုချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့မြမရွှေဈေးတွေကတော့အနည်းငယ်တက်ပါတယ်မြမငွေဈေးတွေကလည်းအနည်းငယ်တက်ကြရှိပါတယ်ဒီနေ့က9ရက်နေ့4လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာတိုင်းစံတော်ချိန်မနက်ပိုင်း10:30ရှိနေပါပြီ မြန်မာရွှေက55ဘေးရေကြသားကို64သိန်းနဲ့မှ2000 16ဘေးရေကြသားကိုဆိုင်ကရောင်းတဲ့ဈေးက68သိန်းနဲ့မှ2000ဆိုင်ကလက်ခံတဲ့ဈေးက68သိန်းနဲ့မှ4000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနှိမ့်ငယ်กว่าချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4400နဲ့မှ20ဆိုင်ကလက်ခံတဲ့ဈေးက4300နဲ့မှ80ယူရိုငွေတယူရိုကိုမြန်မာကျပ်ငွေ4885ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3200နဲ့မှ90 ်။ဆိုင်ကလက်ခံတဲ့ဈေးက3200နဲ့မှ40၊တရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ600နဲ့မှ၄ကျပ် ဩစတြေးလျဝေဒေါ်လာကိုမြန်မာကျပ်ငွေ2655ကျပ်၊ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကပဲပေးချက်ယူသမားတွေကဘတ်ငွေ800ကိုမြန်မာကျပ်ငွေတသိန်း၊ကျပ်ပေးမဲ့ယူသမားတွေကကျပ်တသိန်းကိုဘတ်ငွေ985ဘတ်၊ဂျပန်ငွေ3346.9ကိုမြန်မာကျပ်ငွေတသိန်း၊မလေးငွေ102.34ကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3043.63ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ1946.28ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှင်းငွေက အကြောင်းမူလဲရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလှုပ်တော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ပုံဆက်ပြီးမှငွေလဲလဲလှုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်။မြမရွှေသိငွေစည်းတွေကိုမြန်မာတင်ပေးပါတယ်။မြမရွှေသိငွေစည်းတွေကိုသိချင်တဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကုချမ်းသာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြီးရှင်းနိုင်ကြပါစေ။